လုပ်ငန်းထဲမှာမကြီးပါနဲ့အလုပ်လုပ်ရတာပင်ပန်းလိုက်တာမပြောပါနဲ့ကိုလိုသူလိုလုံနေကြတဲ့သူတွေကြီးပါပဲစိတ်ညစ်စရာကတော့အနည်းငယ်များရှိမှာပဲတဟဇာတာမဖြစ်ဘူးလုပ်ငန်းနဲ့အဆင်မပြေဘူးဆိုရင်ဘာကြောင့်အဆင်မပြေရလဲဆိုတဲ့အရင်းမြစ်ကိုသိချလိုက်ရှာပါအဲ့လိုရှာလို့တွေးပြီဆိုရင်ကိုဘယ်လိုမျိုးဖြေရှင်းရမလဲဆိုတာကိုစဉ်းစားပါအဲ့လိုရှာတွေးတော့မှကိုကလုံအောင်ဒီအလုပ်နဲ့တဟဇာတာမဖြစ်ဘူးဆက်လုပ်လို့ကိုအဆင်မပြေတော့ဘူးဆိုရင်ဟာအလုပ်ကမကောင်းဘူးဗျာပြောမနေပါနဲ့အကျိုးအကြောင်းပြောပြီးတော့ အလုတ်ကနေထွက်ခဲ့လိုက်ပါ pressure ရေ stress ရေအရန်များတဲ့နေရာဒီမှာအလုတ်ကိုအကြိုင်းမလုတ်ပါနဲ့ကိုဘွားကဒီအလုတ်လုတ်လို့ဘာမှတိုးတက်မှုမရှိဘူးဂျာကြီးတွေတထေးတွေကလည်း professional မဆန်မှုဆိုရင်လုံမနေပါနဲ့ကို့အတွက်အများကြီးနေနာပါလေအလုတ်လုတ်ချင်သူတယောက်အတွက်အလုတ်ကမရှားပါဘူးဒါကတော့ကျွန်တော်လုပ်ငန်းခွင်မှာကြုံတွေ့နေရတဲ့ပြဿနာလေးအချို့ကိုပြောပြသွားတာပါမိတ်ဆွေတို့လည်းလုပ်ငန်းထဲမှာပြဿနာတွေကြုံလာရင်ဘယ်လိုဖြေရှင်းလဲဆိုတာ ပြောပြခဲ့ပါအောင်ဗီဒီယိုကိုဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံးထိကြပါမယ်တီးကျင်တာလေးတွေရှိရင်လည်းကျွန်တော်ရဲ့ comment box မှာမိပြီးသွားနိုင်ပါတယ်တာယာပြောရှင်မဲ့ကောင်းတဲ့နေ့ရက်လေးတွေပိုင်ဆိုင်နေကြပါစေ